အခုကိုမျိုးအောင်ထွေးဗမာပြည်ကနေပြီးတော့ဒီအမေရိကကိုဗာကိစ္စနဲ့လာလဲဆိုတော့အရင်ဆုံးနည်းနည်းပြောပြပါလားအော်အရင်ဒီအဟိုဒီကိုလာရတဲ့အဓိကကိစ္စကတော့ကျွန်တော် Regan Fessel Fellowship Award ပေါ့နော်အဲ့ဒါကျွန်တော်ရပြီးတော့ကျွန်တော်ဒီကိုလာခဲ့တယ်။အော်ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်ဟိုမှာရှောက်တယ်ပေါ့နော်။သူကနှစ်မျိုးရှိတယ်ဗျာ။သူက Practitioner Track နဲ့သူက Professional Track ဆိုနှစ်မျိုးရှိတယ်။အဲ့နှစ်မျိုးကနေပြီးတော့ကျွန်တော်တို့ Activist တွေ ဒီ political activist တွေ social activist တွေအတွက်ကိုအဓိကထားပြီးခေါ်တဲ့ practitioner track ဆိုတာအဲ့ track အနေထားတော့ကျွန်တော်ရှောက်လိုက်တာအဓိကတော့ဒီမြန်မာနိုင်ငံကိစ္စတွေပဲပေါ့အဲအဓိကကျွန်တော်ကျွန်တော်တို့ရှောက်တဲ့အခါမှာဒီ regain facet ကိုကျွန်တော်တို့ရှောက်တဲ့အခါမှာဘာအဓိကလိုအပ်တာကသူကဟို concept တစ်ခုလိုအပ်တယ်ဒီခိုင်မာတဲ့ဒီအယူအဆတစ်ခုပေါ့အယူအဆတစ်ခုဆိုတာကကျွန်တော်ဘာလုပ်ချင်လဲကျွန်တော်ကျွန်တော်လုပ်ချင်တယ်ကျွန်တော်ကျွန်တော်လုပ်ချင်တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ဒီ concept တစ်ခုလိုအပ်တယ် အဲကျွန်တော်အဲ့တော့ကျွန်တော်စာလျှောက်တင်တဲ့ခါကျတော့ကျွန်တော်ကဗာရေးလိုက်လဲဆိုတော့ကျွန်တော်ကចောင်းသားတတ်မှတ်ခါပေါ့နော်ចောင်းသားတတ်မှတ်ခါကို building ကျွန်တော်ခေါင်းစဉ်က building a strong nation as student union to promote democratic value in Burma ဆိုပြီးတော့ကျွန်တော်တင်လိုက်တယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟွာလာတော့ research လာလုပ်တယ်ပေါ့ research ဆိုတာကကိုလေ့လာချင်တာလေးဒီမှာ AC လာပြီးလေ့လာတယ်ပေါ့ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီကចောင်းသားတတ်မှတ်ခါတွေပါတယ်ရောလေ့လာခွင့်ရလားဒီကចောင်းသားတတ်မှတ်ခါတွေကိုကျွန်တော်စပြီးတော့အခုဒီ အမေရိကန်ယူနီဗာစီတီကိုကျွန်တော်သွားဖို့ရှိတယ်ပြီးတော့တခြားအကြောင်းသားဒီအဖွဲ့အစည်းတွေကိုသွားဖို့ရှိတယ်ဒါမှမဟုတ်ဒီမှာကကျွန်တော်တို့နဲ့ကြွားတဲ့အချက်ကဒီမှာရှိတဲ့အကြောင်းသားတမကတိကျွန်တော်စီကရှိတဲ့အကြောင်းသားတမကနဲ့တခြားစီပဲကိုမျိုးအောင်ထွေးရထောင်ထဲမှာ session နဲ့ကြော်လောက်နေခဲ့ရတယ်ဟုတ်လားဟုတ်ကဲ့ဆိုတော့ဘဲထောင်နေမှာနေခဲ့ရနောက်ဒီ session နဲ့ကြော်ပေါ့ဗျာဟုတ်လားအခုလိုပြောစမ်းစမ်းမှမှာနဲ့ဖြစ်အောင်ပေါ့ဟုတ်လားရှင်းတတ်အောင်ဘလို့စ조사ခဲ့လဲအဲ့ဒါနည်းနည်းပြောပြပါဦး88မှာ1988မှာကျွန်တော်အဲကိုရန်ကြောင်းသား ်အဲကိုရန်ကျောင်းသားကျွန်တော်အဂတအချင်းခံပညာကျောင်းသားတမကမှာကျွန်တော်ပါတယ်ပြီးတော့ရန်ကုန်ခရိုင်ကျောင်းသားတမကမှာကျွန်တော်ဝင်တယ်အဲပြီးတော့နောက်ကြတော့ဟိုတငယ်ချင်းတွေလည်းထောင်ထောင်ကြရလူကြတော်ရဲပြည့်တဲ့လူပြည့်တော်ရဲမှာတည်တဲ့လူတည်ဆိုတော့ကျွန်တော်လည်းအဲ့အချိန်မှာကျွန်တော်လည်းဒီဟိုပါပေါ့နော်နောက်ဆုံး ABSDF နဲ့ဆက်သွယ်မှုဆက်သွယ်ပြီးတော့အဲ့ဒါနဲ့အဲ့ဆက်သွယ်မှုနဲ့ပဲကျွန်တော်ထောင်ကြတယ်ကြတော့လည်းနှစ်ကြီးကြတယ်တည်တန်းကြတာဟုတ်ထောင်ကထောင်ကွာ62တခုနှစ် January 16ရက်နေ့မှာကျွန်တော်ဖမ်းခံရတယ် match လ9ရက်နေမှာကျွန်တော်အသေးတန်ချမှတ်ခြင်းခံရတယ်။အဲပြီးတော့ကျွန်တော် insay ကျိုးလိုက်ထဲမှာကျွန်တော်3နှစ်3လကြာတယ်။အဲ1990ခုနှစ်တစ်မြင်ဆောင်90အဲတစ်မြင်ဆောင်93နဲ့ကျွန်တော်တည်တန်တော့20ဦးကျွန်တော်ပြောင်းချင်းခံရတယ်။အဲပြီးတော့1994ခုနှစ်အဲ94ခုနှစ်ဂျွန်လပေါ့ဂျွန်လမှာဂျွန်လ10ရက်နေနဲ့တူတယ်။ဂျွန်လ10ရက်နေမှာ ကျွန်တော်တေးရထောင်ပြောင်းတယ်။ဟိုကိုမျိုးအောင်ထေတို့အဲ့ဒီကာလာတော့ဟာဒီ သင်းမောနယ်လာခေါ်သွားပြီးတော့ဟလာပြရနေပြီးတော့เนาะနောက်အဲ့ဒီမှာဗာလဲဟိုနည်းနည်းရိုက်နှက်တာတွေဗာလဲလက်ချပါဟုတ်ကဲ့ခင်ဗျအဲ့ဒါကရိုက်နှက်တာကတော့အင်းစိန်ကအထွက်မှာလေကကျွန်တော်တို့ကျွန်တော်အခန်းထဲကစထုတ်တဲ့ဟိုဟာဟိုခေါင်းကိုဆောင်းဟိုဟာဆောင်းနဲ့ပတ်လိုက်ပြီးတော့အဲ့အဲ့ကျွန်တော်ထောင်းလာလာထားတဲ့ပစ္စည်းတွေဘာမှမသိဘူးဘူးသုံးခုကိုသူတို့ကသူတို့ဆွဲချလာပြီးတော့ဟိုစတော့ကိုအခြေချင်းခတ်ပြီးတော့ကျွန်တော်တို့ခေါ်သွားလိုက်ပြီးတော့ရိတ်ခါရှိမှညာရင်းမင်းကျွန်တော်တို့ ဒီတိုင်းမြေပြင်ပေါ်မှာမှောက်ရခုမှောက်ရလဲပြီးကျွန်တော်တို့အိတ်ခိုင်းတယ်ကျွန်တော်တို့ရေစိန်ထောင်းပါပေါ့ရေစိန်ထောင်းပါအဲပြီးလဲပြီးတော့အဲမနေ့ကျတော့လဲဘာမှမဟုတ်ဘူးကားပေါ်ဒီတိုင်းဆွဲတင်ဆွဲတင်ချသွားတာအဲအထွက်မှာတွေကကျွန်တော်တို့အင်းစိန်ထောင်းအခန်းလေးကအထုပ်မှာတွေအစရိုက်တယ်ဆိုတော့အဲ့လိုအခက်ခဲတွေကြံတန်းမှုတွေနဲ့ဗျာဟို session နဲ့ဖြတ်တန်းလာပြီးတော့အခုတော့ဘာပြောပြောဒီ American ပြောင်စုဟဲ့လားအခုရောက်လာတယ်အခုဒီလိုမျိုးလေးလာခွင့်ရတယ်ဆိုတဲ့အခါကျတော့ဒီပုံမှာခြုံပြီးတော့ပေါ့နော် ဟိုပြောမယ်ဆိုရင်ကိုမျိုးအောင်ထွေးအနေနဲ့ဘလို့ခန်းစားရလဲကျေနပ်လားဒါမှမဟုတ်လဲနာကြီးစိတ်တွေရှိနေသေးလားဟုတ်ဘလို့ပြောမလဲဟိုကိုဘွားနဲ့ပတ်သက်တဲ့ကိစ္စကတော့ဟိုပေါ့ကျေနပ်ပါပဲကျေနပ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ထောင် ကြခဲ့တယ်ထောင်ကြတယ်ဆိုတာကကိုယုံကြည်တဲ့ကိစ္စကိုကိုဘာသာကိုလုံးလို့ထောင်ကြတယ်ပေါ့ဗျာတခုရှိတာကအပြင်ထွက်လာပြီးတဲ့အခါမှာဘာလုပ်မလဲဆိုတာပေါ့ကျွန်တော်အထက်မှာနေခဲ့တော့ကျွန်တော်လေးလာခဲ့တာလေးရှိတယ်ဒါ အပြင်ရောက်တဲ့အခါကျတော့အပြင်ရောက်ရောက်ချင်းမှာကျွန်တော်အပြင်ရောက်တာ2009မှာရောက်တာ2009 February 23မှာလွတ်တယ်ကျွန်တော်ပြန်ရောက်တော့ကျွန်တော်တငယ်ချင်းနဲ့ညီကိုတွေအကုန်လုံးကထောင်ထဲပြန်ရောက်နေပြီထောင်ထဲပြန်ရောက်နေပြီဆိုတော့ကျွန်တော်အဝင်ဝိုင်းမရှိဘူးကံကောင်းထောက်မှသွားနေ American Center ကျွန်တော်တက်ခွင့်ရတယ် AC မှာ AC မှာကျွန်တော် American Center မှာကျွန်တော်စာလေ့လာတယ်ဆယ်တန်းကျွန်တော်မအောင်ခဲ့ဘူးခြေနေရဆယ်တန်းမအောင်ခဲ့ရဘူးဒါမှမဟုတ်ကျွန်တော်လေ့လာတယ်ကိုကိုတင်ယူတယ်ကျွန်တော်တို့ရပ်မနေပါနဲ့ ကျွန်တော်ပညာကိုအခွင့်အလမ်းတွေတပုံကြီးရှိပါတယ်ကျွန်တော်ရက်မနေစေချင်ဘူးပေါ့ဟုတ်ကဲ့ကျေးဇူးပါပဲကိုဟုတ်ကဲ့ကျေးဇူးရဲ့ကျေးဇူးရဲ့ဟုတ်ကဲ့ thank you